မင်္ဂလာပါရှင်ပရိသတ်များအားလုံးကိုဒီ channel ကနေပြန်လည်ကြိုဆိုလိုက်ပါအားလုံးပဲမင်္ဂလာပါရှင်အပျော်ကြီးလို့မခေါ်နဲ့ဆိုတဲ့တခြင်းလေးကိုတိဆိုရိုက်ကူးနေနေအပျော်ကြီးစာတာပါသွားပြီလို့ပရိသတ်တွေကိုအရှင်ဖောက်လာတဲ့ဖြူဖြူထွေမင်္ဂလာပါပရိသတ်ကြီးရေဖြူဖြူထွေကတော့ចောင်းកဝဲတစ်ခုမှတဘာဝကြကြနဲ့ကပြတင်ဆက်နေတဲ့ရုပ်တံဗီဒီယိုဖိုင်တစ်ခုက online မှာလွတ်တင်ခဲ့ရမှာပရိသတ်တွေတတိထားမိစေခဲ့သူပါ အဲ့နောက်ပိုင်းကစလို့ကြောင်ညာများစွာရက်ကူးခွင့်ရရှိလာတဲ့အပြင်ရုပ်ရှင်စကားကြီးတွေမှာလည်းပါဝင်တရုတ်ဆောင်ခွင့်ရထားသူပါပဲဖီဖီတွေးကသူ့ဘောဝေဝံမှုတွေကိုစဉ်စံခံပြီးတော့ကိုယုံကြည်ရာကိုရှောင်လန်းလာတဲ့သူဖြစ်တာကြောင့်သူ့ကိုချစ်ခင်တဲ့ပရိသတ်တွေကိုလည်းပိုင်ဆိုင်လာခဲ့ပြီးပဲဖြစ်ပါတယ်လက်ရှိမှာလည်းသူမရဲ့ကြိုးစားအားထုတ်မှုကရရှိတဲ့အမှုပညာကြီးနဲ့မိဘတွေကိုချစ်ချင်းတသားနဲ့ဖြစ်စည်းပေးနေတာလည်းဖြစ်ပါတယ် ပွဲတွေမှာပရိသတ်တွေကကိုပိုင်တခြင်းမရှိဘူးလားကိုပိုင်တခြင်းလေးဆိုပါလားဆိုပြီးတော့တောင်းကြတာရှိရဲ့အဲ့ဒါကြောင့်ကိုပိုင်တခြင်းလေးရှိအောင်အခုတခြင်းဆိုနေတာအခုတခြင်းကိုလည်းပရိသတ်အပြိုကြီးတွေကအားပေးကြတယ်တခြင်းကြောင့်အပြိုကြီးဖြစ်ဖို့များနေပြီအခုကအမေတို့ပေါ်မှာမူတည်တယ်အမေတို့ခွင့်ပြုတဲ့အချိန်ပေါ့အခုတော့အမေကနပေပတ်လည်တောင်းမခွာဘူးအမေကဘေးနားရှိတော့လုံခြုံနေဘဲတော့တော့အမေတွေအကူတွေအမြဲပါတယ်တစိမ့်မပါဘူး အဲအကြောင်းလဲကောင်လေးတွေက လာမကြိုက်တော့တာဆိုပြီးတော့ဖြူဖြူတွေကပရိသတ်တွေကိုဟာတာလီနဲ့ပြောထားတာပဲဖြစ်ပါတယ်။အခုလက်ရှိမှာတော့ဖြူဖြူထွေရဲ့မိခင်ဖြစ်သူက သမီးဖြစ်သူနာမလာကတူမိသူကိုမဆိုသမီးဖြစ်သူအနာမလာဖို့ပြောဆိုလို့နေတယ်လို့လဲဘသူမှလည်းအနာကိုလာပြီးတော့မကတ်ရကြဘူးဆိုပြီးတော့လဲဖြူဖြူထွေကပြောပြထားပါသေးတယ်။အပျော်ကြီးလို့မခေါ်တဲ့တချင်ရဲ့ music video ကိုရိုက်ကူးရတာကလည်းသူမအတွက်အတော်ပဲလွယ်ကူခဲ့ပြီးတော့တကယ်လည်းအပြင်မှာရေးစားမရှိလို့ အပျော်ကြီးအိုင်တင်ကိုတခါတည်းမှုဝင်အောင်တရုတ်ဆောင်ပြီးတော့တချင်းကိုလည်းတည်ဆူနိုင်ခဲ့လို့တချင်းနဲ့ပတ်သက်တဲ့အမတ်တရားကိုလည်းဖြဖြူထွေးကပြောပြထားပါသေးတယ်။အခုလိုတချင်းနဲ့ဆွေရတာကလည်းအဆူတော်မလို့တချင်းနဲ့ထွက်ဆူတာမဟုတ်ဘူးလို့လည်းဖြဖြူထွေးကပရိသတ်တွေကိုအတိပေးပြောကြားထားပါသေးတယ်။ဘွဲဒီမှာပရိသတ်ကတချင်းတောင်းတဲ့အခါကို့မှာဆိုစရာတချင်းအပုပ်ရည်လေးများအောင်လို့အခုလိုတချင်းတွေကိုတည်ဆူနေရတာပါ။အဆူတော်မဟုတ်ပါဘူး။ပရိသတ်တွေအထင်လွဲမှဆိုပါတယ်။ ူများတချင်းနေတည်ဆူတဲ့အခါမှာတော့အခက်ခဲတွေရှိရင်တခါတလေပရိသတ်ကတောင်းတဲ့တချင်းရှိတယ်။အဲ့တချင်းကိုကိုကလည်းမူရင်းအစိုးရစီမှာခွင့်ပြုချက်မတောင်းရသေးတဲ့အခါမျိုးတွေကြုံရတာရှိရဲ့။ပရိသတ်တွေကတမျိုးမြင်သွားတာရှိမယ်။ပွဲတွေမှာတချင်းဆိုဖို့အတွက်တရေးဆရာတွေကိုမူပိုင်ခွင့်တောင်းရသေးတယ်။ကိုတည်ဆူချင်တဲ့တချင်းကိုတရေးဆရာစီမှာအမှုပညာကြီးပေးပြီးတော့တည်ဆူခွင့်တောင်းပြီးတော့မှတည်ဆူပါတယ်လို့လည်းတရုတ်ဆောင်ဖြူဖြူထွေးကပြောထားပါသေးတယ်။ အခုလက်ရှိမှာတော့ဖြူတွေကတချင်းတွေကိုတည်ဆူနေပေမဲ့လည်းတချင်းဆိုရတာက အတော်လေးကိုခက်ခဲတယ်လို့လည်းပရိသတ်တွေကိုပုပ်ပွင့်လေးပဲရှင်းဖွင့်ထားပါတယ်။တချင်းဆိုရတာလွယ်တာမဟုတ်ဘူးအတက်အကျရှိတဲ့အဝင်အထွက်တွေအများကြီးရှိတယ်။အဲ့ဒါတွေကိုလိုက်မဆူတတ်ဘူးတချင်းဆိုရတာပါရမီမပါဘူးလို့လည်းတချင်းတွေတည်ဆူရတာနဲ့ပတ်သက်ပြီးတော့ဖြူတွေကပြောပြထားပါတယ်။ဆိုရှယ်မီဒီယာတွေမှာတင်ဆက်ခဲ့တဲ့အမှုပညာလုံရှားမှုတွေကနေတက်စေပရိသတ်တွေအားပေးချစ်ခင်မှုများစွာရရှိခဲ့တဲ့ဖြူတွေက မိဘအပေါ်မှာတည်တတ်တဲ့သမီးလိမ္မာတစ်ယောက်ဖြစ်တယ်လို့အခက်ခဲတွေနဲ့ရင်ဆိုင်နေရတဲ့နှုပညာရှင်တွေနဲ့အခြေခံမိသားစုတွေအတွက်လူတိုင်းကူညီမှုတွေပြုလုပ်နေလို့လေပရိသတ်တွေရဲ့အားပေးမှုကိုပုံမရရှိလာသူလည်းဖြစ်ပါတယ်ချစ်ခင်ပြီးတော့အားပေးကြတဲ့ပရိသတ်တွေကိုမုန်းနေကြတဲ့ပရိသတ်တွေကိုကျေးဇူးအများကြီးတင်ပါတယ်တင်သမျှဗီဒီယိုတွေကိုတီးခံပြီးကြည့်ပေးကြတဲ့ပရိသတ်တွေကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ဆိုပြီးတော့လေဖြူဖြူထေးကပြောထားပါသေးတယ်ရှင်